ရောနီကာကတော့တကယ်ကိုတန်တန်လွန်လာပါပဲတကယ်အားရစရာလည်းကောင်းတဲ့ fighter ပါမြမလက်ဝိမွေထိုင်းရောနောက်ဆုံး MMA ပါချက်သူပြီးကစားတက်လာရင်တော့တကယ်ကိုတမိုင်းဝင်အောင်လုပ်ပြနိုင်မယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်ရှုံးပွဲနဲ့အောင်ကစားပြနိုင်တယ်ဆိုလို့ဝမ်းမှာတူတောက်ထိုင်မှရှိပါသေးတယ်ရောနီကာကဟာတာလည်းအရင်တက်တယ်လို့ ပြည်သက်တွေကိုပျော်ရွှင်အောင်လက်မျိုးမျိုးလုပ်ပြတတ်ပါသေးရဲ့ဒါပေမဲ့လက်ဝေးထိုးရင်တော့တကယ်ကြောက်စရာကြီးလို့ပါပဲတအားချမ်းလုံးပါပဲမိန်းကလေးလိုသူ့ပုံစံနဲ့မလိုက်အောင်ပြီးခဲ့တဲ့တရုတ်မနဲ့ဝဲမှလည်းကြိလိုက်တော့လက်သီးဘလောက်တောင်ပြင်းလဲဆိုတာတကယ်ကိုလုံးဝထင်မှတ်မထားဘူးဝဲပြီးတာနဲ့တရုတ်မလည်းမသိရင်ဘာမှမဖြစ်တဲ့အတိုင်းပါပဲ တရုတ်မှာဖက်ကဆေးရုံတက်ခဲ့ရတာတွေဘရောင်နီကာစီထိုးခိုင်းရလို့အုံမောင်မပြီးကျိုးသွားတာတတ်မှန်တယ်ကွာချပြလို့အကုန်လုံးကတိလိုက်ရတာဘရောင်နီကာတော့အဲ့လိုဖြစ်တာမတိလိုက်ရဘူးသူအွန်လိုင်းပေါ်မှာတင်လိုက်လို့တိလိုက်ရတာပါဒါပေမဲ့ဘရောင်နီကာတော့ဘာပဲဖြစ်သူ့ကိုတောင်းပန်ရင်းနဲ့တရင်သွားမိခဲ့ပါတယ်တဲ့ဘရောင်နီကာကတကယ်ကိုကစားသမားပီတာလုံးပါတယ်ဒီထက်လည်းအောင်ကြီးအောင်တာပါ ဒီစကားကကျွန်တော်အတွက်တကယ်ကိုမလွဲပါဘူး။ဒါပေမဲ့ပွဲတွေအတွက်ဘသူနဲ့ကြအောင်မလဲဆိုတာမသိသေးပါဘူး။ချက်သူရလဲပွဲပေးတာရှာတော့ပွဲတွေထပ်ရပြီးအားပေးချင်နေပါပြီ။ပွဲတက်တွေလည်းစောင့်မျှော်နေကြပြီဖြစ်ပါတယ်။ထပ်ပြီးတော့လည်းလက်ဝေး MMA တရင်တွေစပီးတင်သွားမှာမလို့အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ပွဲတက်တွေကိုရော်နီကာပွဲတွေကိုစပီးကြည့်ရှုရအောင်ပွဲတက်တွေ ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပေးရစေ။